င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်ဆန္ဒထုတ်ဖော်တဲ့မြို့ပေါ်လူမှုတိုက်ပွဲလှုပ်ရှားမှုတစ်ခုမန္တလေးမြို့နယ်မှာပြုလုပ်ခဲ့တယ်လို့မြို့ပြတပိတ်အင်အားစုတွေကထုတ်ပြန်ထားပါတယ်တင်မဲဖြင့်တရားဝင် လူသက်ခွင့်မပေးနဲ့ဖက်စစ်ရွေးကောက် ခွေးထွက်ပေါက်မဲမပိနဲ့တပိတ်မောက်စတဲ့စာရန်ပါစာရွက်တွေကိုမြို့လယ်နေရာတွေနဲ့လူစီကားရနေရာတွေမှာကျဲချတာတာကိုလည်းတွေ့မြင်ရပါတယ်စစ်တပ်နဲ့ပြူလက်ပါစီတွေတောင်းချမ်းတာစစ်မှုရန်ခေါင်းစဉ်နဲ့အတင်းအာရမဖန်းစည်းငွေညစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေရတဲ့မန္တလေးပြည်သူလူထုတွေကစစ်တပ်နဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်မှာနာကြီးမုန်းတီးတဲ့အပြင်စစ်တပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ရုံမုံကြောင်ပြသနေရလို့ဆိုထားပါဗျာ။ လူလူတပိတ်ကောင်းဆောင်ကိုဒီဇာဆန်းကတော့အာနာသိန်းစစ်အုပ်စုကအာနာသိန်းစစ်အုပ်ကနေအမိခံအရက်သားရွေးကောက်ခံအစိုးရဆိုပြီးတော့ထပ်ပေါက်အနေနဲ့အတင်းအဓမ္မစ조사နေတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲတူဟာမြမနိုင်ငံရေးပြည်ထနာရဲ့အဖြစ်ထပ်ပေါက်မဟုတ်နိုင်ုံသာမကလုံးဝထောင်ချောက်ဖြစ်တာကြောင့်လူလူနီးလူလူအားနဲ့အစွမ်းကုန်စန့်ကျင်တွန်းလှန်တိုက်ဖြတ်သွားရမယ်လို့ DVB ကိုပြောပါရရှင် မန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်မိတိလာကြောက်ပရောင်းလမ်းပေါ်ကကိုင်းကျေးရွာနယ်စီပင်သာကျေးရွာကြားကကွန်ကရစ်တရားဟာအော်တိုဘာလ3ရက်နေ့မနက်7:00နာရီလောက်မှာရေတိုက်စားပြီးတော့ကျိုးကျပျက်စီးသွားတာကြောင့်ရင်ပိတ်ဆုမှုတွေဖြစ်ပေါ်ခဲ့ရလို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကမိုးကြီးပြီးတော့ကျမောက်တောင်ဆယ်ရေကြီးရေရှမ်းကလေးမိုင်းတိုင်အမှတ်51မြင်းဆောင်၄ခွန်ကကွန်ကရစ်တရားဟာကျိုးကျပျက်စီးခဲ့တာပါ။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်30ရက်နေ့ကတရားအနီးနားမှာလမ်းရေကျော်ခဲ့တာကြောင့်လမ်းမိုင်းတွေယာယီပိတ်ထားခဲ့ရပါသေးတယ်။အောက်တိုဘာလ1ရက်နေ့ကရေပြန်ကျချိန်မှာရင်းနေဖြတ်တန်းသွားလာလို့ရခဲ့ပါတယ်။အခုရေတိုက်စားမှုတန်ကြောင့်တရားအကျိုးကျသွားလို့ဘေးရင်မှဖြတ်တန်းလို့မရတော့ဘဲပြန်ပိတ်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ပုံမှန်အတိုင်းပြန်လည်ဖြတ်တန်းသွားလာနိုင်ဖို့အတွက်ယာယီဘီလီတရားတစင်းကိုအမြန်ဆုံးတိဆောက်သွားမယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတယောက်ကလည်းပြောပါတယ်။ လက်ရှိကြိုးကြခဲ့တဲ့တရားဟာမိထီလာ၊ချက်ပရောင်း၊မကွေး၊၆ပကံညာဦးကိုဆက်သွယ်ထားတဲ့ကားလမ်းမကြီးဖြစ်တာကြောင့်အော်တိုဘာလ9ရက်နေ့မနက်ပိုင်းလောက်မှာပုံမှန်အတိုင်းပြန်လည်ဖြတ်တန်းသွားလာနိုင်ဖို့အတွက်လမ်းမိုက်တာဝန်ယူထားတဲ့ BOD ကုမ္ပဏီကဘီလီတရားတစ်စင်းကိုအမြန်ဆုံးတိဆောက်သွားမယ်လို့သိရပါတယ်ရှင်။နာနာနာ ပြီးခဲ့တဲ့စတင်ဘာလ23ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသခါကာဆိုရီခရိုင်မှာရှိတဲ့ရခိုင်မျိုးနွယ်စုဝင်မရမာလူမျိုးအသက်7နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုဘင်္ဂလားဒေ့ရှ်အမျိုးသား3ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်အဲ့ဒီအမုံနဲ့ပတ်သက်ပြီးအာရမပြုကျင့်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့အတွက်စစ်တကောင်ចောင်းသားတမကចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်သားတွေဟာမြို့နယ်အသီးသီးမှာငင်းကျဲစော်ဆရာပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့လူ9ယောက်ထက်မနည်းသေဆုံးပြီးတော့လူပေါင်း40ကျော်ပြင်းထန်တရားရရှိတော်တယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်။အဲ့ဒီအုပ်စုဖွဲ့မတည်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူ၃ယောက်ထိကတယောက်ကိုပဲဖမ်းဆီးရမိပါသေးတယ်။ဒါပေမဲ့တိတ်မကြခင်စတင်ဘာလ30ရက်နေ့အဲ့ဒီဒေသမှာပဲအသက်15နှစ်အရွယ်ဌာနေတိုင်ရင်သူဂါရူအမျိုးသမီးငယ်တယောက်ကို ဘင်္ဂလားဒေ့ရှ်အမျိုးသားတယောက်ကအာရမပြုကျင့်မှုထပ်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီအမှုကျူးလွန်သူကိုလည်းလက်ရှိအချိန်ထိအရေးမယူနိုင်သေးဘူးလို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်တကောင်ဒေတာတွင်မှနေထိုင်နေကြတဲ့လူနည်းစု ဖြစ်တဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာမလုံခြုံမှုတွေကိုရင်ဆိုင်နေရတယ်လို့စစ်တကောင်ဒေတာခန့်အမျိုးသမီးငယ်တယောက်ကပြောပါတယ်။အရာခါဆိုကြတော့ခါ အရင်တော့ကဆိုရင်ကျမတို့ဒေတာတွေမှာလွလွလပ်လပ်သွားလို့ရပါတယ်။အခုဆိုရင်အဲ့လိုသွားလို့လည်းမရတော့ဘူး။မိန်ကလေးတွေဆိုရင်မရင်းကျင်ခံရတာတွေ၊ယောက်ျားလေးတွေဆိုရင်အသက်ခံရတာတွေအများဖြစ်နေပါတယ်။ဒါကြောင့်ရခိုင်မျိုးနွယ်စုတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတာကအသက်အန္တရာယ်တိလုံခြုံမှု မရှိပါ။ကြောက်လန့်စွာနဲ့ရင်ဆိုင်နေရတာပါ။စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။ပြဿနာတွေဖြစ်ရင်လည်းတရားမျှတမှုတွေမရရှိပါ။ တရားဥပဒေကအမျိုးသားရေးဘာသာရေးခွဲခြားဆက်ဆံပါတယ်။ဗလိုက်မှုတွေလည်းရှိပါတယ်။စာတင်ကျောင်းတွေမှာဆိုရင်တော့မိန်းကလေးတွေအနေနဲ့လုံခြုံမှုမရှိပါ၊မရင်းကျင်တာတွေရှိပါတယ်။အမှန်တရားကိုပြောမယ်ဆိုရင်လည်းပြောလိုက်ရင်တက်ပြစ်မယ်ဆိုပြီးအသက်အန္တရာယ်ကိုချိန်ချောက်တာတွေရှိပါတယ်။ဒီနေရာမှာနေရတာကလုံခြုံမှုဆိုတာလုံးဝမရှိဘူးလို့တောင် ပြောလို့ရပါတယ်။ မဒိမ်မှုကျူးလွန်သူတွေကိုအရေးယူပေးဖို့စင်တာပြနေတဲ့သူတွေကိုပြစ်ခတ်ဖြိုခွင်းမှုအပြီးမှာတေဆုံခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်းသားတွေရဲ့ရုပ်အလောင်းတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့လက်နက်ကိုင်အုပ်စုတွေကမင်းရှို့ဖျောက်ဖျက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောဆိုပေးမယ်။ဒီဘူဘီအနေနဲ့တီးခြားအတီးမပြူနိုင်သေးပါဘူး။ ဒါအပြင်ကွန်မာရာမြို့မှာရှိတဲ့ရခိုင်မျိုးနယ်စုဝင်တရဲ့ဈေးဆိုင်ခန်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဆိုင်ခန်းပေါင်း60လောက်မိလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့အနေအထားမှာရှိတဲ့နေအိမ်တွေလည်းမိလောင်မှုထဲပါတော်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တကောင်းဒေသရခိုင်မျိုးနယ်စုဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကြားပဋိပက္ခတွေဆက်လက်တင်းမာနေစေဖြစ်ပါတယ်။ ီကိစ္စတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူနည်းစုရခိုင်မျိုးနွယ်စုဝင်ဌာနေတိုင်းရင်းသားတွေအပေါ်မှာလူမဆန်သောအကြမ်းဖက်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချပါတယ်လို့ American ရခိုင်လူမှုအဖွဲ့အစည်း American American Community AAC ကအောက်တိုဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အလာတူပဲရခိုင်ပြည်ချောင်းသားသမဂ္ဂကလည်းဆန္ဒထုတ်ဖော်ခဲ့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်နက်အားကိုနဲ့အပြစ်မဲ့ဌာနေတိုင်းရင်းသားပြည်သူတွေကိုလူမဆန်စွာအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တဲ့အပေါ်မှာပြည်မြင့်တဲ့ကံကွက်ထုတ်ချတယ်လို့ဆိုပါတယ်။တရားမျှတမှုရရှိဖို့ကြိုးစားလှုံ့ဆော်နေတဲ့စစ်တကောင်ချောင်းသားသမဂ္ဂတွေဌာနေတိုင်းရင်းသားတွေနဲ့အတူရပ်တည်ပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ရခိုင်ပြည်ချောင်းသားသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်။ သူ့ရဲ့စာနဲ့ဖြည့်ကြားချက်ကိုဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော့ပါမယ်။ရှစ်တန်းကျောင်းသူလေးကိုအာရမမှုကျူးလွန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့လက်ရှိဆန္ဒပြခြင်းဖြိုခွဲခံခဲ့ရတဲ့ဒဏ်ရာရကျောင်းသားပြည်သူတွေနဲ့တေဆုံသွားတဲ့သူတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အထိုက်အန်ဆုံးတစ်ခုကိုလုပ်ပေးရပါမယ်။ပြီးရင်ဒီကိစ္စကိုအစိုးရပြည်သားစွာနဲ့အာယုံဆိုင်ပြီးအရင်ဆုံးကင်တွယ်ဖြေရှင်းပေးစီလိုပါတယ်။ စစ်တကောင်းတောင်းတန်းဒေသကကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဝမ်းနဲ့ကြည်ကွဲရတယ်လို့ကျွန်တော်တို့လည်းဝမ်းနဲ့ကြည်ကွဲရပါတယ်။ဒါကြောင့်မို့လို့သူတို့နဲ့သသွေးတဲ့တသားတဲ့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒီကိစ္စတွေအပြင်စစ်တကောင်ဒေတာခန်ရခိုင်မျိုးနယ်စုဝင်းနေတဲ့ပင်ကလေးတွေကြောင့်လေယာဉ်မြေပိုင်ဆိုင်မှုအငင်းပေါ်တဲ့ပြဿနာတွေလည်းရှိနေပါသေးတယ်။ တရက်ပိုင်းအတွင်းမှာပဲရော်တော်ခရိုင်လက်ချောင်း3မြို့နဲ့မရှက်ချောင်းမှာလေမြင့်ပြည်တနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတပ်မျိုးနယ်စုဝင်အမျိုးသမီးတယောက်အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဒေတာခန့်တွေစီကသိရပါတယ်စစ်တကောင်ဒေတာကရခိုင်မျိုးနယ်စုဝင်တွေဟာလူခွင့်ရဲ့ချိုးဖောက်မှုတွေနဲ့အတူစိုးရင်ကြောက်လန့်မှုတွေနဲ့နေနေကြရပြီးနိုင်ငံတကာအနေနဲ့တရားမျှတမှုရှိသောဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ကျမကေခိုင်ပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်တီပါ